မင်္ဂလာပါရှင် Listeners Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာတိတ်ပံမောင်ဝရဲ့ဝိတ္ထုဆောင်းပါးဘောင်းချုပ်တစ်ထဲကရွှေကျင်ဆရာတော်ဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတင်ကြီးဖြစ်ပါတယ်ရွှေကျင်ကိုင်းဂိုင်းကြီးကမြမပြည်တွင်တနေတခြားကြီးပွားလျက်နေလေသည်မြမပြည်တွင်မာသာကြီးပွားနေသည်မဟုတ်သည် တီဟိုရိုးရရသို့ပင် ရွှေကျင်ခိုင်းကြီးမှာနေချက်၍နေလီပြီ။နောင်ကိုလည်းတစ်နှစ်ထက်တစ်နှစ်တိုးတက်စီပင်ကြီးဝါမြီခိုင်းကြီးဖြစ်လေသည်။ဗုဒ္ဓဘာသာသာသနာတော်ကြီးထုံးကားဒီကိုမြင်လိုသူတိုင်းအားရနှစ်သက်ဝမ်းမြောက်မိသားသည်။1294ခုနှစ်စရင်ကောက်ချက်အရရွှေကျင်ခိုင်းဝင်တန်ဃာပေါင်း1169ပါဝီနီးပြန်ဌာနာပေါင်း 82ဌာနကျောင်းပေါင်း1450ကျောင်းရှိခဲ့လေသည်ထိုနှစ်မှယခုနှစ်အတွင်းတိုးတက်ပွားများလာသောကျောင်းပေါင်းအများပင်ရှိပေဦးမည်ဤမြကြီးကျယ်ထွန်းကား၍လာသော ရွှေကျင်ခိုင်းကြီးကို လက်မောမဆွစတင်တီထောင်တော်မူသော ရွှေကျင်ဆရာတော်ဖရာကြီးက ရွှေကျင်သားဖြစ်လေသည်ဤကိုအကြောင်းပြု၍ရွှေကျင်ဆရာတော်ဖရာကြီးဟု တွင်တော်မူ၏ ရွှေကျင်ဆရာတော်ဖျားကြီးကစတင်တီထောင်တော်မူသောဂိုင်းဖြစ်သောကြောင့်ရွှေကျင်ဂိုင်းဟု ခေါ်ဆိုတမုတ်လေသည် ရွှေကျင်ဆရာတော်ဖျားကြီးဖွားမြေရာ ဖြစ်သော ရွှေကျင်ကအဘယ်မာနီဟု၍မေးလျင်တာငူစီရင်စု ရွှေကျင်နှင့်ရွှေကျင်မြို့ကိုညွန်ပြကြပေလိမ့်မည်စင်စစ်ကဤရွှေကျင်မဟုတ်အထက်အညာရွှေဘူစီရင်စုတွင်တည်ရှိသော ရွာသိမ်ရွာငယ်ကလေးမျှသာဖြစ်လေသည် ရွှေကျင်ရွာကလေးဤတရားအရက်ကိုဖော်ပြပါအောင်အံရွှေကျင်ရွာကရွှေဘိုစီရင်စုဝက်လက်ဤအနောက်ဖက်ခွန်မိုင်ခန့်အကွာတွင်တည်လေသည်မိရထားဖြစ်သွားလိုလင်ဝက်လက်ဘူရာတွင်မိရထားမှဆင်းပြီးနောက်ရွှေကျင်ရွာသို့လှဲဖြစ်သွားနိုင်၏ဒီစကြိတ်ကောင်းစီပေလန်းကြံကြံတလန်းရှိလေသည်ရွှေဘို ။သကိုင်းပစ္စည်းများမှာမော်တော်ကားမော်တော်ပုံများဖြစ်လေသွားနိုင်သည်။ရွှေကျင်ကားရွှေဘုံနှင့်သကိုင်းသွားသော မော်တော်ကားလမ်းဘေးတွင်တည်ရှိလေသည်။သကိုင်းဘက်မှလာသော မိုင်တိုင်44မိုင် ရွှေဘုံဘက်မှလာသောမိုင်တိုင်14မိုင်တွင်တည်ရှိ၏။ရွှေကျင်ရွာကလေး၏တီယာအချောင်းကို ရေးသားပြီးသည်ဤအချားမဲ၌ရွှေကျင်ရွာကလေးဤအချောင်းကို ရေးရပေအောင်မည် သူဤပုံမှန်အနေထားမှာအထက်မြမပြည့်ရှိတစားတဲ့ပင်ဖြစ်လေသည်ဤရွာကလေးတွင် အင်ဂျီပေါင်း60ခန့်ရှိ၏အိမ်ကောင်းအင်ဂျီဟူ၍တလုံးကိုမျှမမြင်ရပေဝါဒဲဝါအိမ်ထမ်းရွံမိုးတက်ကဲမိုးသောအင်္ဂလိပ်များသာပေါ်၏ရွှေကျင်ဆရာတော်ဖျားကြီးဤမြေတော်သူတကြီးမင်းဦးအန်ကြီးဤအိမ်မင်းလင်းနုနုချာချာစုတ်စုတ်ပက်ပက်ဖြစ်၏ တကြီးမင်းဤအိမ်မှာစုပ်ပဲ့ပါလင်ရွာသူရွာသားတို့ဤအိမ်များမှာစိုးစရာမရှိတော့ပြီဤမြတင်းငယ်နှုံချသော ရွာကလေးဖြစ်စေကမူရွှေကျင်ဆရာတော်ကြီးဟူသောတားကောင်းတယောက်ဤအတွက်ကြောင့်မြမပြည်တပြည်လုံးတွင် ရွှေကျင်ဤတရင်ရွှေကျင်ဤအမိမာတသင်းသင်းတပြန့်ပြန့်နေလေတော့ဤရွှေကျင်ဆရာတော်ဖျားကြီးသည်မိမိဤမွေးဖွားရာရွာကလေးကိုဂုံတိုးစီဤ ဤကဲ့သို့သောတားကောင်းတစ်ယောက်ကိုရရန်ကခဲရင်ပြီစွာဤကဲ့သို့သောတားထူးတားမြက်ကို မွေးရာကျိုးနှက်လာပေ၏ဤရွှေကျင်ရွာကလေးသို့တခုသောနနက်ရှင်းနာဤခန့်တွင် မောင်လူအေးသည်နေလှည်ရင်းရောက်၍တွားလေ၏ဤရွာသို့မောင်လူအေးရောက်လိုသည်မှကြာပေပြီအကြောင်းမညီညွတ်သောကြောင့်မရောက်ခဲယခုမှသာအစိုးရက ရွှေဘုံနယ်သို့ပို့လိုက်၍ရောက်ရပေသည် ရွာသို့ရောက်သောအခါတကြီးမင်း၏အိမ်သို့သွားကာရွာစရင်စားအုပ်များကို စစ်ဆေး၏အခွန်တော်ရေးအုတ်ချုပ်ရေးများကိုမေး၏အစိုးရကိစ္စများပြီးစီးသွားနှင့်ရွှေကျင်ဆရာတော်ကြီး၏အကြောင်းကို ရွာတကြီးနှင့် ရွာသားတို့အားမေး၏တကြီးမင်း၏အိမ်ရှိမကြီးပင်ကြီးအောက်တွင်စူယုံ၍ထိုင်ကမိမိတို့တီဖူးသည်မကြားဘူးသည်မတို့ကိုရှောက်၍ပြောကြလေတော်သည် တကြီးမင်းဦးအန်ကြီးဒီ၎င်းရွာကော်မတီရွာစော်ရွာကောင်းလူကြီးများဒီ၎င်းမိမိတို့ဤရွာပေါ်တွင် အတော်ပင်ဂုံယူကြလေသည်ငါတို့ရွာကနည်းနည်းရွာမဟုတ်မြန်မာပြည်တပြည်လုံးတွင် အလွန်ထင်ပေါ်ကြော်ကြားသောဂန်းကြီးတကိုင်းကိုဖြစ်မြအောင်စတင်တီထောင်ခဲ့သောဆရာတော်ဖျားကြီးဤမွေးဖွားရာရွာပါတကားဟု အမြဲနှလုံးသွင်းကြပုံပေါက်လေသည် တကြီးမင်းဦးအန်ကြီးမှလည်းမိမိဤဘိုးအေတော်သူ ရွှေကျင်ဆရာတော်ဖျားကြီးအတွက် အတော်ပင်ဂုံတက်လျက်နေ၏ရွှေကျင်ဆရာတော်ဖျားကြီးရဲ့မွေးဖွားရာရွာဟာ ရွှေကျင်မဟုတ်ရေထွက်ရွာလို့ရေထွက်ရွာသားကဆိုကြပါကလားဗျာဟုမောင်လူအေးကဆွတ်ပေးလိုက်ရာတကြီးမင်းနဲ့တကွာရွာသားများပါစူညံအောင်ငင်းကြလေတော့၏ ရွှေကျင်ဆရာတော်ဖျားကြီးဤခမဲတော်ဥမောင်မှာ ရေထွက်ရွာသားဖြစ်ကြောင်းမဲတော်တော်မိမှာရွှေကျင်ရွာသူ ဖြစ်ကြောင်းသူတို့ရွှေကျင်မှာနေ၍ရွှေကျင်မှာပင်ဆရာတော်ဖျားကြီးဖွားမြင်ကြောင်းဆရာတော်ဖျားကြီးဤတူတော်စတ္ထမမြောင်ရွှေကျင်သာသနာပိုင်းလှတော်ဆရာတော်ဖျားကြီးသာလဲရေထွက်ရွာမှာမွေးဖွားကြောင်းစသဖြင့်စူညံအောင်ရန်တွေ့ကြလေတော့ဤရေထွက်ရွာကရွှေကျင်ရွာဤအနောက် တဖာလုံးခန့်အကွာတွင်တည်ရှိ၏ရေထွက်ရွာလဲနှဲ့နှဲ့ရွာမဟုတ်စက်ထမမြောက်ရွှေကျင်သာသနာပိုင်းဆရာတော်ကြီးမွေးဖွားရာရွာပေတည် ဤကစကချက်မောင်လူအေးကရွှေကျင်ရွာတကြီးနှင့် ရွာသားတို့အားအရှုံးမပေးသေးပေရွှေကျင်ဆရာတော်ဖျားကြီး ရွှေကျင်မှာဖွားမြင်တော်မူရဲဆိုရင်ဆရာတော်ဖျားကြီးကို ဖွားမြင်ရအင်းဤနေရာကို ပြာစမ်းပါပြီဟု ဆိုလိုက်တော့ခါ တကြီးမင်းဦးအန်ကြီးကမိမိ၏နေအိမ်မှပေ90ခန့်အကွာတွင် ပေါက်နေသော မကြီးပင်ကြီးကို လက်ညှိုးထိုးပြပြီးလင်အဲ့ဒီမကြီးပင်ကြီးအောက်မှာဆရာတော်ဖျားကြီးရဲ့မဲတော်ခမဲတော်တို့အိမ်ရှိခဲ့ဘူးလေအဲ့ဒီအိမ်မှာပဲဖွားမြင်နာပါပဲဟု ဆိုလိုက်တော့ခါမောင်လူအေးမလှုပ်သားတော့ပြီနှုတ်ပိတ်၍တွားရရှာတော့၏ မကြီးပင်ကြီးအောက်တွင်တကြီးမင်းရွာသားများနှင့်အတန်းကြာအောင်စကားကောင်းနေကြပြီးနောက်ရွှေကျင်စရာတော်ဖျားကြီးចောင်းသားဘဝတာမဏိဘဝများတွင်ပညာသင်ကြားခဲ့ရာရွှေကျင်ရွာ၏အရှိဘတ်မဟာဘောဓိចောင်းသို့တွားရောက်ကြည့်ရှုပြန်၏ထိုចောင်းပရဝံကကြေကြေဝန်းဝန်းရှိလာပေသည်တစ်ပင်အပေါင်းတို့နှင့်စိမ့်စိမ့်လန်းလန်းရှိလာပေ၏ရွှေကျင်ရွာကလေးနှုံချတော်လဲမဟာဘောဓိပင်ចောင်းမှာตายาหละไปดิ ်ကျောင်းမှာတောရကြမဟုရွာနှင့်ဆက်လျက်နေသည်မဟာဘောဓိကျောင်းကို ကြည့်ရှုပြီးနောက်ထွက်၍အလားရွာလန်းထဲတွင် အသက်12နှစ်73နှစ်ခန့်ရှိဖုန်ကြီးကျောင်းသားကလေးတွေစောလေခံနေကြသည်ကိုမြင်ရပေ၏လွန်ခဲ့သောအနှစ်တရာကြောကြောခန့်အခါကကျောင်းသားအရွယ်ဆရာတော်ဖျားကြီးမှလည်းဤကျောင်းသားကလေးတို့ကဲ့သို့ပင်စွန်ခံနေခဲ့မိအရေး ယခုစွန်းလဲခံနေကြသောចောင်းသားကလေးများလည်းနောက်နှစ်ပေါင်း50-60ခန့်ကြာလဲဆရာတော်ကြီးများဖြစ်ချင်းဖြစ်နေမိအရင်းတို့ကို မောင်လူအေးတွေးမိ၏မိမိဤမျက်စီထဲတွင်မြင်ရောင်ရောင်ထင်ရောင်ရောင်နေတော့၏ထို့နောက်ရွာထဲမှထွက်လာပြီးလျှင်တကြီးမင်းနှင့်ရွာသားတို့အားနှုတ်ဆက်၏ပြီးလျှင်မော်တော်ကားပေါ်တက်၏မော်တော်ကားထွက်လာသောအခါမော်တော်ကားထဲတွင် မောင်လူအီသည်ရွှေကျင်ဆရာတော်ဖျားကြီး၏ဂုံကျေးဇူးများကိုတွေးတော်၍ပါလာလေ၏ဆရာတော်ဖျားကြီးသည် ရှေးရေးကိုလွန်စွာမှပင်မြင်တော်မူ၏မြင်တော်မူသည့်အတိုင်းစီးမြင့်ဥပဒေများကိုမိမိ၏ခိုင်းတွင်တန်ဃာတော်များတွက်တတ်မှတ်ဆုံးဖြတ်၍ထားတော်မူခဲ့ပေသည်ဖုံးကြီးပြန်များတွင် လောင်တိုက်တလားမီးစာများကိုလှုပ်သည့်အတွက်နိုင်ငံသားတို့ ပတ်စံရောက်တည်ဟု၍ယခုခေတ်လူငယ်များတရင်စာများတွင် ရေးသားကြရ၏ဘုံကြီးပြန်များတွင်မြမအပေါင်းတို့ပတ်စံအမြောင်အများအကုန်ခံကြသည့်အတွက်တနေ့တခြားမွေးလာကြပြီဟုယခုခေတ်လူငယ်များစူညံစွာဟောပြောနေကြသည်ကိုကြားရ၏ရွှေကျင်စရာတော်ဖျားကြီးကနှစ်ပေါင်းများစွာအခါကပင်ဘုံကြီးပြန်များ၌တလားလောင်တိုက်တို့၏အတုံးမကြသောကိုမြင်တော်မူခဲ့လေသည် တလားလောင်တိုက်အတွက် မြန်မာများမွေးတဲ့မွေးမြီကို မြင်တော်မူခဲ့လေသည်ဤသို့မြင်တော်မူသည့်အတိုင်းလဲဖုန်ကြီးပြန်များ၌တလားလောင်းတိုင်များကိုမလုံရန်ပွဲလန်းသပင်များကိုမကျင်းပါရန်ပြည့်ညတ်တော်မူခဲ့လေသည်ဆရာတော်ဖျားကြီးစီးမြင်းများကိုလှုပ်ထားတော်မူခဲ့သောကြောင့်မြန်မာများဖုန်ကြီးပြန်တို့အတွက်အတော်တန်ပတ်စံအကုန်တက်တာခဲ့လေသည်ယခုအခါတွင်မြန်မာပြည်၌ရွှေကျင်ခိုင်းဝင်တန်ဃာပေါင်းတထောင်ကျော်လေသည် အကယ်၌သာဘုံကြီးပြန်များနှင့်ပတ်သက်၍ဆရာတော်ဖရာကြီးသာမပြည့်ညတ်တော်မူခဲ့ပါလေရွှေကျင်ခိုင်းဝင်ဆရာတော်ကြီးများ ပြန်လွန်တော်မူတိုင်းတလားလောင်တိုက်များကိုလောက်ကြရပေအောင်မည်တို့ဖြစ်လင်းမြန်မာများတလားလောင်တိုက်များအတွက်ငွေမြီမြပိုမိုကုန်ကြအောင်မည်နီယခုမူကားရွှေကျင်ခိုင်းကြီးတခိုင်းလုံးအတွက်ဘုံကြီးပြန်နှင့်ပတ်သက်၍ငွေကုန်အတော်ကလေးတက်တာရာရလေသည် မြည်သူဤခြေစူးပေနီရွှေကျင်ဆရာတော်ဖျားကြီးဤခြေစူးပေတီလောင်တိုက်တလားတို့ဤအကျိုးမဲ့ရေမြန်မာများဤငွေဖြုံးတီးရီတို့ကိုနှစ်ပေါင်းများစွာအခါကပင်မြင်တော်မူပြီးလင်ထိုဖြုံးတီးရီတို့ကို ပိတ်ပင်ဆောင်ရွက်တော်မူခဲ့သောဆရာတော်ဖျားကြီးအားမချီမောမယိုသေးမကြည်ညိုပဲမနေနိုင်ပြီဆရာတော်ဖျားကြီးဤတိတ်ခါတော်ပညာတော်တို့အတွက်က အဘဲဆိုးပွဲရာ ရှိပါတော့အန်နီဘယင်မင်းမြက်ကရာဇာတိရာဇာကုရုဘွဲတော်ကြီးများစက္ကတိကိုပင်ပယ်တော်မူခဲ့လေသည် အကမဟာပန်နိတမျှသောဘွဲတို့အတွက်ရှောင်းလွားကိုတွင်အေးပိုင်တို့ ခရိုင်မင်းကြီးတို့အမန်မင်းတို့ကိုကတ်ကြသောယခုခေတ်ဆရာတော်အချို့နှင့်ကြွာချားလာပေ၏တိမ့်ဖေတပ်ဖုံးကြီးဝတ္ထုကိုမရေးသားမီ နှစ်ပေါင်းများစွာအလင်းကပင်မြန်မာပြည်၌တပ်ဖုံးကြီးများပေါ်ပေါက်မိအရေးကိုဆရာတော်ဖျားကြီးမြင်တော်မူခဲ့လေသည်တပ်ဖုံးကြီးများနှဲပါစေရန်စီးမြင့်ကို ထားတော်မူခဲ့လေသည် ရွှေကျင်ဆရာတော်ဖျားကြီးသာ မပေါ်ပေါက်ခဲ့ပါမူမြန်မာပြည်တွင်တပ်ဖုံးကြီးယခုတက် ပေါ်များမီမှာမဟုတ်ချပင် မောင်လူအေက အမျော်အမြင်ကြီးမာတော်မူလာသောဆရာတော်ဖျားကြီးအား၎င်း ဂုံကိုနှမ်းစီလောက်မြမမတ်တော်ဆရာတော်ဖျားကြီးရလကောင်ကြီးညို၍မဆုံးတော့ပြီဆရာတော်ဖျားကြီးမွေးဖွားရာ ရွှေကျင်ရွာကလေးကိုလည်းကျေးဇူးတင်၍မဆုံးတော့ပြီအားလုံးပဲကျေနပ်နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနဲ့တလုံးတူပါတဲ့ပြည့်စုံနိုင်ကြပါစေနော်